အားလုံးပဲမင်္ဂလာပါရှင်။ Story Audio Book Channel ကနေပြီးတော့ပရိသတ်များအားလုံးကိုပြန်နေပြီးကြိုဆိုလိုက်ပါတယ်။ဒီနေ့မှာတော့ပရိသတ်များနားဆင်ဖို့အတွက်ဖြိုကအပြိုလိုနေမိလို့ဆိုတဲ့ဇာတ်လမ်းလေးကိုရေးချစ်ထားပါတယ်။ဒီဇာတ်လမ်းလေးကိုလည်းအစားကနေအဆုံးထိလိုက်ပါလို့နားဆင်ပေးပါအောင်ရှင်။ကျမဟာအသက်35နှစ်တိုင်တိုင်အပြိုကြီးလောက်လာခဲ့တယ်။တချို့တွေလိုရေကင်းစိမ်ဒိုဘီဘီမဟုတ်ပဲအပြိုဆိုးဘဝမှာအပြိုစစ်တဝဖြစ်နေတဲ့ ကိုကုတ်ကိုထိမ့်သိမ့်ခဲ့သူ ဖြစ်တယ်။ကျမအပြိုကြီးဖြစ်ရခြင်းမှာအယုတ်ဆိုပြီးတော့ကြိုက်သူမရှိလို့မဟုတ်။ကျမရဲ့ရုပ်ရည်မှာအသက်20လောက်ကများဆိုရင် မြင်သူတွေငေးလောက်အောင်ချောတာကြောင့်လမ်းထွက်ရင်လူတွေရဲ့မျက်လုံးကြောင့်ကျမမှာရှက်ကိုရှက်ကန်ဖြစ်မိရဲ့။မိဘမှာအရာရှိပိုင်းကဖြစ်ပြီးတော့ခေပညာကိုလည်းဆယ်တန်းအောင်ထိသိမ့်ခဲ့တယ်။ဆရာအောင်နေနှစ်ကပင်ဖာခင်ကြီးဆုံးတာကြောင့်လက်ရည်တုံနဲ့လက်နှိပ်ဆက်ပညာကိုသင်ပြီ ရန်ကုန်မြို့အစိုးရရုံမှာအလုပ်လုပ်ရတယ်။ဒီကကျမရဲ့တက်မှာ20မပြည့်သေးဘူး။ဒူရန်ကပင်ကျမလူချောမောတဲ့မိန်းကလေးတအူးဟာကြာရှည်အလုပ်လုပ်မယ်မထင်။မကြမီအိမ်တော်ပြုတ်လိမ့်မယ်လို့အောင်းမေးကြတယ်။ဒါပေမဲ့ကျမမှာတနည်းတက်တနည်းအသက်ကြီး အရွယ်ဟိုင်းလာပြီမယ်အိမ်တော်နဲ့ဝေးခဲ့တယ်။ဝေးရခြင်းမှလည်းအထက်ကပြောခဲ့သလိုကြိုက်သူမရှိလို့မဟုတ်ပဲနဘူးစာကန်ကကြံဖန်ပြီးတော့သာလွှဲရတယ်။မိဘအစုံလင်စင်ကဆက်ဟက်သူတွေလည်းမနေ ဒီခါကလည်းအသက်ငယ်သေးရဲ့လို့နေခဲ့တယ်။တော်ရဲတော်သမီးမို့ငငယ်ရွယ်နဲ့အိမ်အောင်ချပေးဖို့လေမိဘတွေကနှမျောကြတယ်။ကျမကိုယ်တိုင်လည်းတော်ရဲတော်သမီးဖြစ်နေမကြောက်မကြမတောင့်မတနေရတဲ့ဘဝနဲ့ပျော်နေမိရဲ့။ဒီခိုက်မှာ ဖခင်ကြီးအနေအဆားရောက်သွားပြီးရှေးကလို့ကုံလုံးချင်းမရှိပေမယ့်ပညာကိုအာကိုကအလုံးလုံးကင်နေရတဲ့ဘဝမှာလေနှကောပစ္စည်းအခံရှိသူ ဖြစ်တဲ့အလျောက်ဒါလုံးမှာဒါစားရသူတွေနဲ့မတူချမ်းသာစွာနေရတယ်။ အလောက်ကင်မှာအပြင်းပြေစိတ်မလေးရုံဖြစ်ပြီးရတဲ့ငွေကိုအဝိဇ္ဇာမျိုးမျိုးဝယ်ခြင်းစားတဲ့တောင်ဖြုံးကစိတ်ပျော်နေမိ诶ဒါကြောင့်လေလာပြီးဆက်ဟက်သူတွေကိုစိတ်တိုင်းမကြနိုင်ခြင်းများခဲ့တယ်မဟုတ်ပါလားတရမဝန်ထောက်လေးကိုမြမောင်မှာပညာကလည်း BA BN အသက်ကလည်း25နှစ်ရုပ်ရည်ကလည်းအပြည့်စုံစရာမရှိခင်မမှုမရရင်သိရပါလိမ့်မယ်လို့မရှက်မကြောက်အောင်သွေးဒလန်တွေလှုပ်ကမမိကိုနားပူခဲ့ သူကိုယ်တိုင်လည်းအိမ်ကိုရှေးထွက်မတတ်လာတယ်။အစမမီးရသဘောတူတော့မလို့နဲ့တကယ်တမ်းကြလာတဲ့အခါမဖြစ်နိုင်ပါဘူးတမီးရဲ့။သူတို့ကအစိုးရအလုပ်ဆိုတော့မြို့ပြောင်းရမှာ။မမီးရလည်းရန်ကုန်မှာတမီးဖေဖေရဲ့လက်ငုပ်ဖြစ်တဲ့ဒီတိုင်းအိမ်ကိုမခွဲနိုင်တော့တမီးနဲ့လိုက်မနေနိုင်ဘူး။ခွဲလည်းမခွဲနိုင်ဘူးဖြစ်မှာ။ပြီးတော့လင်းတမျက်နာတရွာထင်ပြီးတမီးလိုက်သွားရမှာကို မမီးမချိလွန်းလို့ပါ။ရေးဆန်းဆန်းလေးနဲ့ပြောရှာတယ်။ကျမမှာဖားခင်ကြီးမရှိလို့ အမေတခုသမီးတခုချစ်ခင်နေရတာကြောင့်ဝမ်းနေမိကမငိုပါနဲ့မမေရဲ့မမေနဲ့ခွဲရမယ်ဆိုရင် ရှင်ဘရင်ကြီးဖြစ်ပါစေသမီးမရှိပါဘူးခုလေသမီးကမမေသဘောတခုပါသူ့ဘလို့မှမအောင်မိပါဘူးအဲ့လိုချက်မောရရဲ့ရန်ကုန်မြို့ပေါ်မှာပဲနေထိုင်ရရှိရဲ့စက်တထေးကိုပါဝင်းမှာပညာကတော့အိုင်အီလောက်ပဲတက်တယ်ရုပ်ရည်လည်းအန်ဂျင်စရာပုံမဆိုးလာပါအသက်လေကျမထက်9နှစ်6နှစ်လောက်ပဲကြီးရဲ့ ပစ္စည်း2သိန်း3သိန်းလောက်ရှိရယ်။သူကလေကျမကိုလူချင်းတော့မမိကိုအမျိုးမျိုးကက်တယ်။မမိမအစမှာတော့ငါသမီးမက်ခင်မူတတိကတော့ဖြစ်ရမှာပဲလို့သဘောကျတယ်လို့လို့ရှိပြီ။တကယ်တမ်းတတိဆန်ဆန်ဖြစ်လာတဲ့အခါမောင်ပါဝင်းရာတော်ပါရဲ့သမီးရယ်။သူနဲ့ဆိုရင်မမိနဲ့လည်းမခွဲရအောင်။ကောင်းသားပဲလို့တော့အောင်မိမိပါရဲ့။ဒါပေမဲ့အိမ်တော်ကြီးဆိုတာအခက်တာနော်။လွယ်တာမဟုတ်ဘူး။အများကြီးစဉ်းစားရတယ်။ မောင်ပါဝဲမှာညီကိုမောင်နှမတွေတိတ်အများတယ်ရှစ်ယောက်တောင်ပဲသူကအကြီးဆုံးပြီးတော့ယောက်ျားလေးဆိုလို့သူနဲ့ညီအငယ်ဆုံးလေးကို့မှာဘာအသက်ကြီးသေးလို့လဲဆယ်နှစ်သားရှိသေးရဲ့ကြားထဲမှာနှမတွေအပြိုင်အယိုင်အပြိုရေးကြီးပဲကောလိပ်မှာတချို့ကွန်ဖစ်မှာတချို့ဒါရီယိုမိပါမရှိတော့မောင်ပါဝင်းကအုတ်ထင်းနေရတာပဲသမီးနဲ့သူယူကြရင်ဒီညီကိုမောင်နှမတွေနဲ့ခွဲလို့ဖြစ်မှာမဟုတ်ဘူးအတူနေရမှာပဲ ဒီတော့ခက်တဲ့သမီးရဲ့ရောင်မအပြိုရီ6ရောက်ဆွဲတောင်းဝန်ကရောင်မအပြိုရီ6ရောက်ဆွဲတောင်းဝန်ကနေရမဟုတ်ဘူးပြည်စည်းဥစ္စာဘလောက်ပဲပြည်ဆောင်ပြည်ဆောင်စိတ်နှရမဲ့လမ်းတွေမမေ့မြင်လုံးလို့အပြိုပေါက်မရေဆိုတာအကိုရဲ့မယားကိုအမြဲကုန်ပြိုင်မှာသူတို့ပြည်စည်းအင်းအားမမေတို့ထက်တာနေရောသမီးသူတို့ကြတယ်မှာမျက်နှာငယ်မှာမမေရတွေးပြီးတနာမိတယ်ပြီးတော့မောင်ပဝင်ရာသမီးကိုချစ်ကျင်နိုင်သူတို့ကမနာလို့ပဲခနှုတ်ခနဲ့စကားတွေပြောမယ် ီးတော့သမီးကနောက်ရောက်လာတဲ့ဧည့်သည်လိုသူတို့လူစုတဲ့လေတွားရပြန်ပြစီအင်ရကလည်းသူတို့လိုမရှိသူတို့ကစီးပြီးတော့နှိမ့်မှာပဲယောက်ျားဆိုတာသဘောကောင်းပေမယ့်နေရတကအလိုက်တိမှမဟုတ်ဘူးတော်တော်ကြကိုယောက်ျားကိုလည်းနားမပူချင်တော့ဒူးနဲ့မျက်ရည်တုံနေရမှာပြီးတော့ရှိသေးရဲ့အခုမောင်ပဝင်ကဒေလူမမေညီွေနှမတွေကိုအဖာရာနဲ့အုတ်ထင်းနေရတဲ့တာဝန်ကိုလည်းသမီးလည်းခွဲဝေပြီးခံရမယ်သမီးဟာတော့ရဲတော့သမီးပြီပြီဘာမှတာဝန်မရှိပဲ ချက်ချက်တသားနေလာခဲ့ရပြီးဒီတောင်နေထမ်းရရင်ဘလောက်ကောင်းရှုံးလဲအခုမောင်ပါဝဲမှာရှိတဲ့ပစ္စည်းရဒီမောင်နှမတွေအရှူရှူခွဲယူလိုက်ကြရင်ဘာမှရှိမှာမဟုတ်ဘူးအခုမမေပြောတဲ့ဒုက္ခတွေခံရတာပဲအဖက်တယ်မှာဒီလိုပြောတဲ့အခါကျမမအိမ်တော်ကြီးရဲ့ခက်ခဲမှုတွေကိုထင်မြင်ရန်လေးကမမေစကားကိုနားထောင်လိုက်တယ်အတွင်ဝန်ကလေးကိုကျော်တင်မှာပညာကုံရာတူကုံလည်းရှိညီကောင်မောင်နှမလေးကျမလိုတော်ရဲတော်သားဖြစ်တယ် ူ့အလောက်ကရန်ကုန်ကဘဲမှမသွားတဲ့အလောက်ဖြစ်တော့ကျမတို့ရဲ့ပတ်ဝန်းကျင်မိတ်ဆွေကနေရာကြလိမ့်မယ်လို့တိမ့်တေပေါထားခဲ့တယ်။မောင်ကျော်တင်တယောက်ဖြင့်အတော်ပဲသဘောကျကြပဲတမိရဲ့။ညီကိုမောင်နှမလည်းမရှိ အမေကြီးတယောက်ပဲရှိရဲ့။ခက်တာကအဲ့ဒီအမေကြီးပဲ။သူကလည်းတားတူတဲ့ဆိုတော့အမျက်လိုက်နေမှာ။ရောက်ကမနဲ့နေရတဲ့မယားကလည်းဘယ်တော့မှစိတ်မချမ်းသာဘူး။အခုကြည့်ရတာတားလို့သူကရသမျှပတ်စံအမေလက်ထဲထက်အမေဩစာကြီးပဲ ဒီတော့သမီးရဲ့ဩဇာမကိုက်လင်းသာဆိုရတယ်ရောက်ခမရှေ့ရကစည်းကစည်းနေပိုက်စိုးပိုင်နေမရှိ စိတ်ဒုက္ခများရလိမ့်မယ်ပြီးတော့အခုသမီးဖေဆောက်သွားတဲ့အိမ်ကြီးမှာနမေတို့သားမိနေလာတာမောင်ကျော်တင်တို့သားမိလည်းနမေတို့လိုပဲအိမ်ပိုင်းရပိုင်းနဲ့တတိတနန်းနေနေတာဆိုတော့မောင်ကျော်တင်ကလည်းသမီးစီကိုလိုက်နေမှာမဟုတ်တဲ့ကြောင်းတီးခေါက်ကြည့်လို့သိရပြီသူ့အမေကို့အမေလွန်ဆွဲရဲ့ကြားထဲမှာငါသမီးမှဘယ်သူမှမခွဲနိုင်လို့စိတ်ညစ်ရမှာ ပြီးတော့မောင်ကျော်တဲ့အမေကြီးဟာတောက်အိမ်မတန်နိုင်နေသွေးမရရင်လည်းသူ့လက်အောက်မှာဖိထားမှာအခုကိစ္စကိုစကားစပြောရင်တော့တားရှင်ပီပီစီးပွားတဲ့စကားတွေသိပြောတော့အမေလည်းမခံချင်ဘူးလေရှေ့ကိုဆိုရင်တတ်တယ်ဆိုမှအမေကြီးကသူ့သားနဲ့တန်းတဲ့မိမလောကမှာမရှိတဲ့လောက်ထင်နေရဒီလိုဟာမျိုးနဲ့ဘယ်နဲ့လုပ်ပြီးတော့တမိစိတ်ချမ်းသာနိုင်ပါလေစတဲ့ဖြင့်လူကြီးပီပီရှေ့ရေးမျော်တွေးလန်းခင်းပြလိုက်တာကိုကျမမှနားလေသွားတာကြောင့်ဟုတ်ပါရဲ့ ဒီလိုရက်ခမဆိုးလက်ထဲမှာဒူးနေမြည်ရီတုံနေရမယ်ဘဝမျိုးတော့နေရမကြပါဘူးအဲ့လိုစိတ်ပြက်စွာနေပေးလိုက်ကြအေးအဲ့နောက်ဆက်ဟက်လာကြတဲ့ပညာရှင်ရှာတူးရှင်ပစ္စည်းရှင်တွေမှာရှေ့သွားလီပြီးရဲ့နောင်တော်နောင်တော်ရရဲ့နေအတိုင်းအပြည့်စိုးစရာတွေနဲ့ကျမမှာညင်းပယ်ရင်နဲ့20ကျော်အစိတ်ပိုင်းကိုအရွယ်တော်တစ်စိတ်ဟိုင်းလာရတယ်အစိတ်က30 35နှစ်ထိအေးအေးဆေးဆေးအပြိုကြီးပွားနေ မပူမပင်မကြောက်မကြားရပဲနေခဲ့ရပြီးအရှင်မအိုရယ်မရှိကြာလီနှုလီပြူပြူပြင်းပြင်းနဲ့အလာချက်တီတိုးလာခဲ့တယ်။ဆဟတ်သူတွေမှလည်းဘဲခါမဆက်တဲတဲတဲလာကြပေမဲ့နောင်တော့နောင်တော်ရဲ့ထုံးစံတိုင်းအပြည့်နာစာတွေတွေ့ရတာကြောင့်ပယ်ခဲ့ရတယ်။ကျမမငကိုရုပ်ရည်ကလည်းရှိမကြောက်မကြချမ်းသာစွာနေရတာကြောင့်အသက်ရွယ်ဟိုင်းသွားပေမဲ့ကြာလီနှုလီအလာချက်တီမလျှော့ပဲရှိခဲ့ရ။ကျမရဲ့အသက်ကိုမှန်ဆနိုင်သူရှာတယ်။ ကျမကိုယ်တိုင်ကလည်းကျမရဲ့အသက်ကိုမေးလိုက်ရင်ကျမအသက်မငယ်တော့ပါဘူး20ကျော်ပါပြီလို့မတိမကျပြောခဲ့တယ်။ဒီလိုပြောရင်းနဲ့ကျမရဲ့အသက်မှာ20ရဲ့တစ်ဖက်မှာ15နှစ်ကျော်လွန်ခဲ့ပြီ။ကျမမှာကျမရဲ့လွတ်လပ်အေးငြိမ်းချမ်းသာတဲ့ဘဝမှာပျော်မွေ့လျက်ရှိရဲ့။ကျမနဲ့ရွယ်တူတငယ်ချင်းတွေတာဘူသမီးဘူလိန်ဘူတွေတွေ့နေရကိုမြင်ရလေလေ။ကျမရဲ့ကုသိုလ်ကိုပြန်ပြီးကျေးဇူးတင်ရလေလေဖြစ်တယ်။ကျမမမမေကလွယ်ပြီးတန်ရုံးစင်မရှိဘူး။ တားမီနီယောက်မှာအမြဲမခွဲမခွာပို့တွေ့ပြီးပျော်ရွှင်စွာနေကြတယ်။ကျမအသက်35နှစ်ရှိတဲ့အခါကျမရုံးမှာအလုပ်လုပ်တတ်မှာ15နှစ်ခန့်ရှိပြီဖြစ်တော့လာကလည်းကြည့်ရင်တားမီနီယောက်တည်းဖြစ်ပြီးတော့ငကွာရှင်းဆွဲပစ္စည်းတွေမှာရော့သည်မရှိတိုးသည်သာတိုးတယ်။ဒီလိုတစ်ချက်တည်းသာနေစဉ်တိမ်စင်းတဲ့ကောင်းကင်ထံမှာပြောင်းကနေမိုးချိုပစ်ချလိုက်တယ်လို့မမေ့မှရုပ်တရက်အနှိမ့်ဆရောက်သွားတယ်။ကျမမှာတသက်နဲ့တကူမကြုံစဘူးပူဆွေးရတယ်။ဖေဖေဆုံးစင်ကမှ နမေရှိနေရာကြောင့်တော်သေးတယ်။အခုကကျမမှာအာကိုရမဲတဲ့တောင်ပြင်လှုပ်တဲ့ခွေးလိုကြမ်းခဲ့တယ်။ကျမမှာမျက်စိတငယ်နဲ့စောက်တီရမရဘယ်သွားရတော့မလို့ဘယ်လာရတော့မလို့အယူလိုဖြစ်နေပါတော့တယ်။ဒီခါကျမငယ်စဉ်ကထိန်းလာခဲ့တဲ့လူယုံတော်အတော်ကြီးဒေါ်စာကခက်တယ်ခက်တယ်မမလီမှာယောက်ျားအာကိုအားထားမရှိတော့ပြည်စည်းဥစ္စာဝင်နေရှံများတော့မေရှေးရေးကိုခက်ပါတယ်အဲ့လိုမျက်ရည်စစ်စစ်နဲ့ညင်းညူရှာတယ်ကျမက ဒေါ်စာကလည်းကျမတို့မှာပျက်စီးခြင်းနေလဲရှိပညာလဲရှိ အလုံးနဲ့အကန်နဲ့ယောက်ျားမရှိတော့ဘာမှဖြစ်ပါဘူးအဲ့လိုသာပြောရပေမယ့်မမေကွယ်လွန်သွားတဲ့အခါအာကိုရမယ်အားငယ်မိရကအမှန်မင်းဖြစ်တယ်ကျမမှာဒေါ်စာကိုအဖော်ပြုတ်ပြီးနေခဲ့ရမမေရှိစဉ်ကလို့နဲ့မတူမျက်နာငယ်တဲ့လို့ထင်မိရဲ့မိတ်ဆွေတငယ်ချင်းတွေကနတ်ခင်မူတရားတနာစရာပဲသူခင်များအဖေလည်းမရှိအမေလည်းမရှိ အေးကြောင်ရက်သားလည်းမရှိဒုက္ခပါပဲ အခုကျမနောက်ွယ်တာမက ရှေ့မှာပင်ပြောဆိုကြတယ်။တချို့မှာစိတ်ထဲကတကယ်တနာပြီးပြောကြပေမယ့်တချို့မှာချီမွန်ချီကြောက်ဆိုတယ်လို့ပြောကြတာကြောင့်ကျမမှာမခံကြီးမခံတာဖြစ်မိ诶။တချို့ကလည်းဟိုတုန်းကဆက်ကြဟက်ကြတာတွေကို အမူလုံးနေလိုက်တာ။ကိုတော့တဲ့ကောင်းအပြူဟိုင်းကြီးဖြစ်ပြီးလူမလေးခွေးမခံနေရတာပေါ့။တတော်ကြဘဲအိတ်ထီရတိုက်သမားနဲ့တွေ့မယ်မသိဘူး။စသဖြင့်အမနာပစကားတွေကို မကြတကြပြောကြတာကြောင့်ကျမမှာစိတ်ညစ်မိရဲ့ကျမမှာပစ္စည်းဥစ္စာပြည့်စုံပြီးယောက်ျားယူဖို့ကိစ္စမှာအပူတက်တက်ဖြစ်တယ်လို့ထင်မဲ့ခဲ့ပေမဲ့ဒီလိုလူအများပြောကြဆိုကြတဲ့ကြတဲ့အခါယောက်ျားရှိမှပဲဖြစ်တော်မလို့ဖြစ်နေရဲ့ကျမနဲ့ရွှေတို့တငယ်ချင်းမိတ်ဆွေတွေကလည်းတို့လင်းတွေတာသမီတွေနဲ့လာလေရင်းနဲ့မက်ခင်မူရဲ့ဒီလောက်ပါကြောင့်အချိန်ပြုံးနေရလေကျမတို့ကြည့်ပါအောင်တားရှင်ပြူရတော့မယ်စသဖြင့်နောက်ကြပြောင်ကြတာကိုလည်း မခံကျင်ပေမဲ့လည်းမချိသွားပြဲနေရတယ်။မမေမရှိရကတငယ်ချင်းမိတ်ဆွေတွေကိုသာအားကိုးနေရတာကြောင့်သူတို့တွေကလည်းအိမ်အောင်ပြုတ်ဖို့သာတိုက်တွန်းကြတယ်။ကျမမမမေအရင်ကပြောခဲ့ဆုံးမခဲ့တာတွေကိုတတိယအမျောတခေါ်ကြီးတွေးပြီးညင်းပယ်ခဲ့ပေမဲ့မမေကလည်းမရှိ အားကိုးရမယ့်အချိန်မှာစိတ်တဖြည်းဖြည်းကြခဲ့အိမ်အောင်ရေးကိုရှေးကလောက်ရှောင်ဖယ်လို့စိတ်မရှိရောပါ။ဒါကြောင့်မမေဆုံးပြီးတနေ့ခန့်ကြတော့ မိတ်ဆွေတငယ်ချင်းတွေဘေးတီးတိုက်တွန်းကြရဝေးလုံတော်ရာဦးတယောင်နဲ့ဖူးစာဆုံခဲ့ကြရတယ်။ဦးတယောင်မှာမဟုတ်ဆိုးဖို့ဖြစ်ပြီးသားသမီးအတွေ့အတာမရှိအသက်40ကျော်ပြီ။စိတ်တဘောထားကောင်းပြီးရောကျမတို့မိဘတွေနဲ့တည်ကျွမ်းတဲ့မိတ်ဆွေအောင်တိုးပင်ဖြစ်တယ်။ကျမရဲ့အကြောင်းကိုကောင်းမကောင်းသိခဲ့သူဖြစ်တာကြောင့်ကျမအပေါ်မှာကျင်နာပြီးတော့ညှတာရယ်။အတောက်စားကင်းတဲ့လူကြီးလူကောင်တယောက်ဖြစ်ပြီးအများကကြည်ညိုခံရတယ်။ဦးတယောင်လိုလိုနဲ့စိတ်ချမ်းသာဖို့တော့ကောင်းပြီမေ။ ကျမရဲ့စိတ်ချမ်းသာမှုမှာတင်းပြေကြက်ပြေမရှိဘာကြောင့်လဲလို့မေးရင်အဖြေမှာတတိုးနဲ့မပြီး ရှေ့လျားလှအိမ်အိမ်တော်ကြီးနဲ့ပတ်သက်ပြီးကျမစိတ်မှာသဘောမကျတဲ့အချက်တစ်ခုမှာဥတ္တရာဟာဆေးပြင်းလေးတောက်တယ်အိမ်မနေရတကဆဲလိပ်ပြားတွေချထားတတ်တာကိုကျမအလွန်မေးလျော်နေဆဲလိပ်ပြားသားမကဆဲလိပ်အတိုလေးတွေကိုအိမ်ရနေပြီးကြွယ်လျှောက်ပေါ်မှာစီတင်ထားတတ်တယ်တခါအိမ်ကအစီကံမလေးတပြက်စီလှည့်ပြင်းပြီလို့ ခရိုင်အင်မတန်နှင်းနှင်းသက်တာပျော့တတ်သူဖြစ်ရနေ။ရှိုက်ပုံမတန်မောင်းမဲတာကြောင့်ကျမကြားဝင်တောင်းမဲရတယ်။အိယာခင်ကောင်းအောင်စွတ်တွေမှာဆက်လိစော်နန်းနာကြောင့်ကျမတခါတခါမအိတ်နိုင်။သူ့ရဲ့စွတ်ကျဲလုံကြီးအဝတ်စားတွေကိုချုပ်ပြီးအနားမှာရှိတဲ့ဒူဘီချင်းနဲ့ကိုမထည့်။ကျမ်းပေါ်မှာပုံထားတတ်တယ်။တခါတခါအိယာပေါ်ကိုပုံထားတတ်ရာချွေးစော်ဆက်လိစော်အနံ့တွေမှာကူးဆက်ပြီးအားလုံးအကုန်နဲ့စော်နေရဲ့။ဒါပြင်သူ့ရဲ့ဒူဘီပေးပြီးသားလျှော်ပြီးသားအဝတ်တွေကိုအစား ကျမအဝတ်စားတွေနဲ့အတူဗီဒီယိုထဲမှာရောထားတယ်။ကျမမှာကျမရဲ့ချွေးကန်အင်ဂျီဝင်နဲ့သူ့စွကျဲရှက်အင်ဂျီဝင်ရောနှောနေရကိုမြင်ရတာ။တမျိုးကြီးပဲရှက်တယ်လို့လို့ပါလို့လို့ဖြစ်မိအဲ။ယောက်ျားတစ်ယောက်ရဲ့ပစ္စည်းတွေကျမရဲ့ပတ်ဝန်းကျင်မှာဒီလိုနီးကပ်ရင်းနှီးရောနှောနေရကိုကျမစိတ်ကလက်မခံနိုင်တာကြောင့်သူ့အဝတ်တွေကိုတခြားမှာရွှေ့ထားလိုက်တယ်။တခါတခါသူ့ပစ္စည်းတစ်ခုရှာမတွေ့ရင် ကျမရဲ့ဗီဒီယိုကိုဖွင့်ချွေးကန်အင်ဂျီဝီဖားပေးကြတယ်။ငွေတက်တာကိုကျမနည်းနည်းမှမကြိုက်။ဒါပြင်ကျမသုံးနဲ့တို့ဘက်ဘွားလက်ကင်ဘွားညနေတုပ်ဘွားတွေကိုသူကအလွဲတကူယူသုံးတက်သေးရဲ့။ကျမမမြင်စင်ယူသုံးစီကမူသူ့ဆက်လိမ့်နံကြီးကကြံ့နေကြတော့တိတာရဲ့။အဲ့ဒီနံကြီးမှာကျမရဲ့ရှန်သူဖြစ်ပါတော့ရင်သူတခါသုံးသွားရင်ကျမသုံးလို့မဖြစ်တော့အနံ့ကြီးကဘလို့လို့လို့ဆွဲချန်ခဲ့တယ်။ဒီအကြောင်းကိုရှင်းနေတဲ့မိမမိတ်ဆွေတွေကိုပြောပြရာ အပြူကြီးဟာအလင်းယူဆဆိုတော့ယောက်ျားစော်နေတာမခံနိုင်ဖြစ်နေပြီ။ဒါတော့ရှင်သွားပါလိမ့်မယ်မပူပါနဲ့။အဲ့လိုရှိသွန်းသွေးပြီးတော့ပြောကြတယ်။ကျမမအသက်35နှစ်တည်းလွတ်လပ်စွာနေခဲ့ရာကိုယ်စိတ်တိုင်းကြကြီးလှုပ်ခဲ့ရတယ်။အိမ်တိုင်းကြလာတဲ့အခါချုပ်ချယ်မှုတွေရှိလာရင်ပြောရရင် အသေးဖွဲတွေမှာအလွန်ပဲအရေးကြီးရယ်။ဥမာရှိကကျမသွားစရာလာစရာရှိရင်စိတ်တိုင်းကြအလားပြန်ရမှာအချိန်ဘယ်လောက်ကြာကြာကိစ္စမရှိဘူး။ အခုကလင်းဟာသူခင်များဆောင်းရတာကိုအားနိုင်ရပြန်တယ်။ဒါပြင်ရှေးခါကဝင်းစရာလုံးကြီးဝေးတပုံတစ်ခေါင်ရှိနေပြီမဲ့။သွားကနီမှာအထက်စင်မတက်ရသေးတဲ့လုံးကြီးကိုဝင်းချင်စီပေါက်လာရင်စိတ်အလိုလိုက်ပြီးဝေ့သွားတယ်။ဘလောက်အရေးကြီးကြီးအဲ့ဒီလုံးကြီးကိုဝေ့ဖြစ်အောင်ချုပ်လုပ်ပြီးမှလမ်းထွက်တယ်။တခါတခါအဝိဇ္ဇာဝေ့ဖို့အပြင်ထုတ်လိုက်ရင်ဘော်ဒီကျိုးပြက်နေရတွေ့ရင်တခြားဘော်လီဝေးတပုံကြီးရဲ့ကကောင်းနိုင်ရွှေမယူ။အဲ့ဒီလက်ကျိုးပြက်နေတဲ့ဘော်လီကိုပင်ဘယ်သူအလင်းလို့လို့ပါဖြစ်နေ။ ဲ့ဒီဘော်လေးကိုပြင်ဆင်ပြီးမှဝတ်တယ်။အဲ့ဒီလားကိုကုတ်ကိုအလိုလိုက်ခဲ့လျက်နဲ့အခုကကျမမတခြားသူတဝူကိုအလိုလိုက်ရမယ်အလှည့်ကျုံနေရဲ့။သွားကြရှင် ကျမကိစ္စကိုကြီးချက်မနေအားပဲနင်းတော်မှာဝတ်ဖို့အစဉ်ဖို့ကိုပြင်ဆင်ပေးရတယ်။မူရဲ့ခုနေ့ဝယ်လာတဲ့ဘန်ကောက်လုံးကြီးမထုတ်ရသေးဘူးလား။ဒီနေ့အဲ့ဒီလုံးကြီးဝင်ကောင်းပါပဲကွယ်။အခုသွားဖို့အချိန်လိုပါသေးရဲ့။စက်တဲ့တကြောင်တော့ပေါက်လိုက်ပါလား။ဟောဒီရှင်အင်းတီကျဲသေးတလုံးလည်းပြုတ်နေပြီ။သွားကနေရဲ့ခက်တာကို။မူရဲ့ ဒီနေ့မဝင်းမဲ့လုံကြီးကဒီရှအင်းကြီးညီမလိုက်လို့အင်းကြီးတက်ဒီတက်ပေးစမ်းပါကွယ်မကြပါဘူးအဲ့လိုသူကြီးချက်တာတွေကိုကျမလိုက်လို့ပေးနေရတော့ဘမကျမကိုအချင်းရှိတော်မလဲပြီးတော့ရှိသေးတယ်သူကကျမကိုမူးလို့ခေါ်တယ်ကျမကသူ့ကိုမောင်းလို့ခေါ်ရမှာလေသူကသူမောင်းလို့တက်တက်ပြောတာအမောကျမလည်းသူ့ကိုမောင်းလို့ခေါ်ရမှာလေရှက်နာမည်ခေါ်ရမှာလေခက်တန်ပြက်နဲ့ပြောတာကိုသူက အတင်းမောင်းခေါ်ခိုင်းတယ် ။ထမင်းစားဖို့ခိုင်းတဲ့ကောင်မလေးခေါ်ခိုင်းရင်မလာဘူးပေးနေရဲ့။ကျမသွားပြီ။ဒီမေထမင်းစားရအောင်လို့ခေါ်တော့သူ့နာမည်ဒီမေမဟုတ်ဘူးတဲ့။ဒါနဲ့ဥတရာလာထမင်းစားမယ်လို့ခေါ်တော့ဘာမှုလဲတဲ့။အမှုတရေကသာသူ့ကိုဒီလိုခေါ်တာတဲ့။ကျမမဟုတ်ပါဘူး။ဝေလုံတော်ရမင်းလို့ခေါ်ပါတယ်။အမှုတရားဥတရားလို့မခေါ်ပါဘူးလို့စင်ကြယ်ပြေးမယ်မရဘူး။နောက်ဆုံးမရေတရေမောင်သမင်းစားမယ်လို့ခေါ်မှထလာတယ်။ ထမင်းစားတဲ့ကိစ္စမှာတနည်းနဲ့ပြီးတဲ့ကိစ္စဖြစ်မနေတော့နေ့စဉ်နဲ့မြမောင်ခေါ်ရေးပြဿနာကြီးနဲ့ရင်ဆိုင်နေရတယ်။တနည်းမှာထမင်းစားခေါ်ရမှာခါတိုင်းမရတဲ့သူအနာရစ်တီရစ်တီလောက်ပြီးထမင်းစားမယ်လေလို့တံပြက်နဲ့ပြောလိုက်ရသူကဖတ်နေတဲ့သတင်းစာကိုချပြီးကျမပြုံးကြည့်နေရကျမမှာစိတ်မျက်လုံးပဲရက်ကိုရက်ကန်ဖြစ်နေစဉ်သူနေရာကထပြီးတော့ကျမနဲ့ရှင်ရလိုက်ပြီးကျမပခုံးကိုဖတ်ထားတယ်ကျမမှာအပြိုကြီးစိတ်မကုန်းတကုန်ဖြစ်ပြီး ိုပြီးတော့ရှက်ကိုရှက်ကန်ဖြစ်နေရဲ့သူ့မှာကျမတဲ့အရက်ခေါင်းတလုံးကပ်မြင့်ပြီးကိုလုံးကိုတဲရီကျမရဲ့နှက်စားများရှိအောင်ကျမမှာသူ့ရင်ဘက်ပေါ်မတိမတာခေါင်းမိထိုင်နေတေပင်ကြီးအရှိအောင်မှာဝင်ခိုနေရတယ်လို့ပဲလို့တွေးမိရဲ့သူကလည်းကျမကိုလီမိုးနေပူတွေမှကာကွယ်ပေးမယ့်အပင်ကြီးပမာအုံဆိုင်နေတယ်လို့ထင်မိရဲ့သူကကျမရဲ့မိစည်းကိုဆွဲယူပြီးမို့ရဲ့မောင်မချစ်ဘူးလား။အိုး ရှက်စရာကြီးအဲ့လိုပြောပြီးတော့သူ့လက်ထဲကအသာယုံထက်မဲ့လှုပ်တယ်။မဟုတ်ပါဘူးကွယ်။မောင်းလို့ခေါ်ရမှာဒီလောက်ဝင်လေးသလားလို့ပါ။မချင့်ဝင်လေးမှာပါလေ။ဒီလောက်လေးမှအလိုမလိုက်ရင်လည်းနေပါတော့။ကျမကသူ့ကိုအတနာသွားပြီးဝင်လေးလို့မဟုတ်ပါဘူးလို့ခက်ပြပြပြောရ။သူကဝင်မလေးရင်ဘာလို့မခေါ်တာလဲ။မူသိပ်လူဝင်လေးနေမတိုက်တော့မအောင်။မူမလို့ချင်တဲ့အလုပ်ကိုတိုက်တော့ရင်မူဆင်းညစ်မှာစိုးပါတယ်။ သူကအခုလိုပြောလိုက်တဲ့အခါကျမမှဘာမှပြန်ပြောရမယ်မသိဖြစ်နေရဲ့ဒီခိုက်ဒေါ်စာကတပတ်ခမ်းမနေပြီရောမမလေးဟင်းတွေအေးကုန်ပြီအဲ့လို ပြောလိုက်ရကျမဟာသူ့မျက်နှာကိုပြုံပြုံလေးမောကြည့်ပြီးတော့မောင်ထမင်းစားကြစို့အဲ့လိုခေါ်လိုက်ရမောင်မှပေးသေးပြီလွှမ်းသွားတော့တယ်ဥတျောင်ခေါ်မောင်ဟာကျမပေါ်မှာအလိုလိုက်ယူရကျင်နာမှုလေးပြီကိုနေစင်နေများတွေ့ရအေးဒေါ်စာကလည်း သူ့လိုလူရှာမှရှာတယ်လို့အနာကတဖွားဖွားပြောယုံမက ကျမစိတ်ပြတ်တဲ့အချက်တွေကိုပြောပြတဲ့အခါကျမတို့တနာယုံမက မမလေးဒါတွေခက်တာပဲအပြိုကြီးတွေမှာဒါမျိုးကြီးပဲကြီးများတာကလွန်လွန်းနေလူဘဝမှာဒီအသေးအဖွဲတွေအကြီးကျယ်လုံနေလို့ဘယ်တော့ပြီးတော့မှာလဲတနေ့မောင်ဟာအရေးကြီးရဲ့အမှုတစ်ခုရှိတော့ဘကိုးကိုသွားရရင်ကျမမှာမောင်နဲ့လက်ထပ်ပြီးရဲကတကားမှမခွဲဘူးသေးရောဝမ်းနဲ့တလူလိုဖြစ်နေရဲ့ အမှုပြင်းနေတော့မှာပဲမောင်မကြပါဘူးကွယ်တုံရက်တယ်ပါအဲ့လိုသွားခါနီးချော့မော်ရှာသေးရဲ့မောင်ထွက်သွားတဲ့အခါကျမမဟာတိဟာတာဖြစ်ပြီးတော့ကြံ့ရင်ခဲ့တော့တယ်အိမ်ပန်ဝန်းကျင်အရရက်မှာလေမောင်ကိုတတိယဝယ်ကြီးဖြစ်နေရော်တယ်အဲ့ရကတင်ပြီးကြွယ်လျှောက်ပေါ်တင်ထားတဲ့စီပင်လေးတူလေးဝီကိုကြည့်ပြီးမျက်ရည်ကျမိရဲ့မောင်ဟာစီပင်လေးအတူ အလွန်မြန်နိုးတာကိုတတိယပြီးအဲ့ဒီစီပင်လေးတူလေးဝီကိုတစ်ခုစီကောက်ပြီးရိုသစ်တာလေးတွေကိုထည့်ထားလိုက်တယ် မိုးကလည်းအေးတာနဲ့တယောက်တည်းအေးရပေါ်လှည့်ရင်ရှေးပြေနောက်ချောင်းနေစင်စားရင်နဲ့ကွယ်လွန်သူမိဘတွေကိုတတိယကမျက်ရည်မစင်နိုင်ဖြစ်မိရဲ့ငူချင်းရဲ့လက်တို့ဆိုသလိုငူချင်းရှားရီကြီးဖြစ်တာကြောင့်အာရပါရငိုမိရဲ့အာရမအီချိုကန်နေဝင် မျက်နှာတက်ပြီးတန်ဘောကမျက်နှာတော့ဘဝကိုဆွဲထုတ်လိုက်ရာစေးပြင်းလေးနဲ့ချွေးနဲ့ကြီးမှနှာခေါင်းလေးတိုးဝင်လာတယ်။ခါတိုင်းလို့ဆိုရင်ဒေါ်ပွားပြီးတော့မျက်နှာတော့ဘဝကိုလွှမ်းပြစ်မှ ဖြစ်ပေမဲ့အခုခါမှာ မောင်ကိုတတိယပြီအဲ့ဒီမျက်နှာတုပ်ပွားကိုကျမပါနေအပ်ထားမိတယ်။မောင်မနဲ့ကထွက်သွားပြီမေ။ကျမအဖိုးကတော့ဆက်ရက်ခန့်ကြာသွားပြီလို့ထင်နေ။မောင်သုံးရက်တောင်ကြာအောင်မကိုတွေးမိရဲ့ခါပို့ပြီးတော့ရှင်လေးပြီးဒီအချိန်အတွင်းဘယ်လိုလုပ်နေရမလဲလို့အောက်မေးမိတယ်။အိမ်နေရင်အချိန်ကုန်မှာပဲလို့အိယာတဲပြန်ပြီးဇွမ်မိတ်အိတ်လိုက်ရ။အိပ်ဖြော်သွားတာကဘလောက်ကြာတယ်မသိ။ကျမအနေတစုံတယောက်ရောင်းနေတယ်လို့အိမ်မက်မက်တယ်လို့ဖြစ်တာကြောင့်မျက်လုံးဖွင့်ကြည့်လိုက်ရ။ ကျမနဘီမာတူထောက်ကကျမရဲ့လက်တွေကိုအသားအရာရိုရကင်နေရဲ့မောင်းကိုတွေ့ရတာကြောင့်ဟင်မောင်းမောင်းဘယ်တော့ရောက်တာလဲသုံးရက်တောင်ကြာသွားပြီလားအဲ့ဒီလိုမယုံကြည်နိုင်အောင်မင်းရင်းနဲ့ထားထိုင်နေမောင်းကကျမရဲ့နဘီမာဝင်ထိုင်ပြီးတော့ဘကိုးသွားဖို့ကိစ္စကိုတခြားဝိလုံတရားလှုပ်လိုက်ပြီးမောင်းလေးအမှုတယောက်တွေထားခဲ့ရမှာကိုစိတ်မကောင်းလို့ကြံပန်လှုပ်လိုက်တယ်အမေမောင်းမျက်နှာတုပ်ပွားကြီးဘယ်နဲ့လည်းပင်ပတ်ထားလဲ စရိတ်စော်မနိုင်ဘူးလားအဲ့လိုမေးလိုက်တဲ့အခါကျမမမျက်နာကိုသူ့ရင်ကွင်းနဲ့ဝှက်ကမနောက်ကို အမှုတောက်တယ်မထားခဲ့ရအောင်နော်အဲ့လိုသာပြောလိုက်မိပါတော့တယ်ပရိသတ်များရှင်အခုတင်ဆက်ပေးခဲ့တဲ့အပြူလိုနေမိလို့ဆိုတဲ့ဇလန်လေးကတော့ဒီမှာနေပြီးပါပြီဇလန်ကောင်းများစွာကိုနားဆင်ကြတဲ့ဆိုရင်တော့ channel လေးကို like and subscribe လေးနှိပ်သွားပေးဖို့တောင်းဆိုပါတယ်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်